နောက်ဆုံးနေဆက်မဲ့သတင်းကတော့ဘန်ကောက်မြို့အထက်30အမြင့်ရှိဆောက်လက်စာတိုက်ပြိုကျမှုမှာတေဆုံးသူ29ဦးရှိပြီလို့ထုတ်ပြန်တဲ့သတင်းဖြစ်ပါတယ်။ဘန်ကောက်မြို့ခြားတုဆက်စီအနီးအထက်30အမြင့်ရှိဆောက်လက်စာတိုက်ပြိုကျမှုမှာအပြည့်အစည်းများအောက်တွင် အလောင်း14လောင်းကိုကေဆေးအဖွဲများကဧပြီလ2ရက်တွင်ထပ်မံရှာဖွေတွေ့ရှိခဲ့ကြောင်းသိရပါတယ်။ ဧပြီလ3ရက်မနက်ပိုင်းအထိ၎င်းအဆောက်အုံ ပြကြမှုမှာတေဆုံးသူ29ရှိပြီဖြစ်တယ်လို့အတီးပြုထုတ်ပြန်ထားပြီးဒဏ်ရာရသူ9ဦးရှိက59ဦးကပျောက်ဆုံးနေဆဲဖြစ်တယ်လို့သိရပါဗျ။မြန်မာနိုင်ငံတွင်အင်အားပြင်းငလင်းလှုပ်ခတ်သွားတဲ့အနေနဲ့တနေ့တဲ့ဘန်ကောက်မှာလည်းဆောက်လက်ဆာနိုင်ငံတော်စည်ရင်စေယုံ SAO အဆောက်အုံပြကြခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။